လင်းနစ်ဆိုတာဘာလဲဟုတ်ပါတယ်ဒီဗီဒီယိုမှာလင်းနစ်ဆိုတာဘာလဲဆိုတဲ့အကြောင်းကိုကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်လင်းနစ်ဆိုတာ browser တို့မြင်ဘူးတွေ့ဘူးနေတဲ့ operating system တွေလို့ပဲ operating system တစ်ခုပါ browser တို့ linux ကိုဘယ်လိုမျိုးပြောလို့ရလဲဆိုရင်ကျွန်တော် microsoft မှာဆို windows ရှိရဗျာ macOS ရှိရကျွန်တော် apple product တွေဆိုလို့ရှိရင် macOS လို့ခေါ်တာပေါ့အဲ့လိုမျိုး operating system တွေလို့ပဲ operating system တစ်ခုပါ ဒီ operating system ကကျတို့ free သုံးလို့ရမယ် open source ဖြစ်တယ် open source ဖြစ်တဲ့အတွက်လွတ်လွတ်လပ်လပ်မြည်သူမဆိုမြည်သိ hardware ပေါ်မှာမဆို install လုပ်ပြီးသုံးလို့ရတယ်ဒါက open source ရဲ့အတိတ်ပဲပါအဲ့တော့ကျွန်တော်တို့ Microsoft တို့ MacOS တို့မှာကျတို့က commercial product တွေသူတို့ရဲ့ product တွေဝယ်ရင်ကျတို့ license နဲ့ဝယ်သုံးရမယ်ပတ်စံပေးရတယ်ဗောဗျာအဲ့တော့ကျွန်တော် Linux မှာတော့ပတ်စံပေးစရာမလိုဘူး ကိုကိုတိုင် Linux ကို operating system ကိုအကျွမ်းတဝင်သုံးနိုင်တယ်ဆိုလို့ရှိရင်မြည်သူမဆို free သုံးလို့ရတယ်။ Okay ဒါကြောင့်မို့ကျွန်တော်တို့က open source operating system ဖြစ်ပါတယ်။အဲ့တော့ open source free သုံးရတယ်ဆိုပြီးတော့လေဟိုအရန်လွယ်တယ်အရန်ဟိုဘယ်လိုပြောရမလဲပတ်စံမပေးရဘူးပေါ့ဗျာပော့ပော့လေးတော့တွေးလို့တော့မရပါဘူး။အဲ့တော့ကျွန်တော်တို့ရဲ့ဒီ Linux operating system တွေက ရုံးသုံး၊ကြောင်သုံး၊လုပ်ငန်းသုံးအပြင်ကိုကျွန်တော် enterprise level တွေဖြစ်တဲ့ server version တွေမှာပါသုံးနေတယ်။အဲ့တော့ကဘာမှာသုံးနေတဲ့ Linux server တွေကကဘာကဘာမှာသုံးနေတဲ့ operating system တွေထဲမှာပါပေါ့နော်။ server အနေနဲ့ Linux ကိုသုံးတာက62ရာခိုင်နှုန်းရှိတယ်။အခု cloud computing ခက်ကိုရောက်နေတဲ့အချိန်မှာ cloud server တွေပေါ်မှာလဲ Linux server တွေရည်ပဲကိုဆက်လက်လုပ်နေကြတာဖြစ်ပါတယ်။ တော်တော်များများပေါ့ဗျာနော်ကိုစက်နဲ့ရာခိုင်နှုန်းဆိုရင်အနေနဲ့ပမာဏမဟုတ်တကဘာလုံးနဲ့ရှင်ပြီးတော့โอเคဒါက lens အကြောင်းကို visit အစာလေးပဲရှိပါသေးတယ်အဲ့တော့နောက်ဗီဒီယိုမှာ lens ကိုကဘာလဲဆိုတာကိုထပ်ပြီးတော့လေ့လာပါအောင်မယ်အားလုံးကျေးဇူးတင်ပါတယ်ဗျာ